ားလုံးပဲမင်္ဂလာပါရှင်ချိုကုကင်း channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမဒီနေ့လှုပ်ရှားมาလေးရတော့မနက်ခင်း breakfast တွေပေါ့เนาะအာလူကတ်တလေးလေးလှုပ်ရှားมาဖြစ်ပါရစေ။အားလုံးပဲ like ပါကြည့်ရှုအားပေးကြပါအောင်เนาะ။ ဟုတ်ကဲ့အရင်ဦးဆုံးအာလူကတ်တလိလုပ်ဖို့အတွက် ကျမတို့အာလူကိုအရင်ပြုတ်ပါမယ်နော်ပြုတ်ပြီးတော့အာလူကိုရေဆေးလိုက်ပြီးတော့ကျမတို့အခွန်လေးတွေနှွာပေးပါမယ်ရှင်ကျမတို့မိသားစုစားမှဖြစ်တဲ့အတွက်နည်းနည်းများများလေးလုပ်ပါတယ်နော်တချို့ကအာလူကတ်တလိကိုအစာလေးတွေထည့်ကြတယ်ရှင်ထဲထဲမှာပေါ့နော်ကြက်သွန် လေးပြီးတော့အစာထည့်ပါရှင်ကျမကတော့လွယ်လွယ်ကူကူနဲ့ပေါ့နော်မြန်မြန်ဆန်ဆန်လေးမနဲ့ခင်းစားဖို့အတွက်ဖြစ်တဲ့အတွက်ကျမအစာတွေမထည့်တော့ပါဘူးရှင် ပြီးရင်တော့အာလူတွေနှွားပြီးသွားရင်တော့ကျွန်မဒီအာလူထဲမှာထည့်ပြီးနေဖို့အတွက်ပြင်းတော်သိမ်းလေးတွေလှီးပါရရှင်ပြင်းတော်သိမ်းပပလေးတွေလှီးပါမယ်နော် ီးရင်တော့ကျမဒီနွာထားတဲ့အာလူးတွေကိုပေါ့နော်လက်ကလေးနဲ့ခြေပါမယ်ရှင်အာလူးကပြုတ်ထားတဲ့အတွက်ပြော့နေပြီပေါ့နော်ဣနေတဲ့အတွက်လက်နဲ့ခြေယုံနေရင်ခြေလို့ရပါတယ်ရှင် ီးသွားရင်တော့ခြေပြီးတဲ့အာလူတွေကိုကျွန်မအရသာအတွက်အချိုမှုတ်ခဲ့စားရဲထည့်ပါမယ်ရှင်ပြန်တော့ جماعه မဆလာထည့်ပါရှင့်မဆလာတော့ جماعه ကလားလေးမဆလာအသုံးပြပါတယ်เนาะ ကျမကတော့မဆလာကိုကြိုက်တဲ့အတွက်မဆလာကိုများများထည့်ပါရရှင်မကြိုက်တဲ့လူကတော့မဆလာနည်းနည်းပဲထည့်လို့ရပါတယ်နော်ပြီးရင်တော့ကျမပြင်းတော်သိမ်ထည့်ပါမယ်ရှင်ကျမကတော့လွယ်လွယ်ကူကူလေးပဲပေါ့နော်မနဲ့ခင်းဆိုတဲ့အတွက်မြ мян ချက်ချက်လေးပဲလှုပ်ရှားတာဖြစ်တဲ့အတွက်အထဲထဲမှာအစာတွတ်တာတွေပါတယ်မလှုပ်တော့ပါဘူးနော်ဟုတ်ကဲ့အဲ့လိုအားလုံးထည့်ပြီးပြီဆိုရင်တော့ကျမတမအောင် နေပါမယ်ရှင် ပြီးရင်တော့ကျွန်မရွှေလိပ်ပြအကြော်မှုတ်လေးထည့်ပါတယ်နော်။နည်းနည်းလေးစီးစီးလေးဖြစ်ရန်အတွက်ကြော်တဲ့အခါမှာစီးအောင်ပေါ့နော်ကျွန်မတို့ဒီအာလူးတွေမွားပြီးထွက်မသွားအောင်လို့ကျွန်မရွှေလိပ်ပြအကြော်မှုတ်ကလေးနည်းနည်းထည့်ပါရရှင်။ပြီးရင်တော့တမအောင်ပေါ့နော်အားလုံးနေပေးရပါမယ်ရှင်။ ကျွန်မမဆလာလေးနည်းနည်းထပ်ထည့်ပါရှင်ကျွန်မမဆလာကြိုက်တဲ့အတော့ကိုမဆလာထပ်ထည့်ပါနဲ့နော်မကြိုက်တဲ့လူကတော့မထည့်ပါနဲ့နော်โอเคအဲ့လိုအာလူးတွေကိုတမအောင်လည်းပြီးသွားပြီဆိုရင်တော့ကျမဒီထဲ့ကြော်ဖို့အတွက်ပေါ့နော်အာလူးလေးတွေကိုအပြားပုံစံလေးလှုပ်လိုက်ပါရှင်ဒါကတော့စိတ်ကြိုက်လှုပ်လို့ရပါတယ်နော်အလုံးလေးတွေလှုပ်လဲရတယ်ပြပြလေးတွေလှုပ်လဲရပါတယ်ရှင် လက်လက်ကကတ်လို့ရှင်တော့ကျွန်မရေလေးဆွတ်ဆွတ်ပြီးတော့လုပ်ပါတယ်เนาะ ီးသွားရင်တော့ကျွန်မဒီမကတ်အိုးလေးနဲ့ကြော်ပါမယ်ရှင်စီကိုနည်းနည်းများများလေးထည့်ပေးရပါမယ်နော်ဟုတ်ကဲ့စီပူလာပြီဆိုရင်တော့ကျွန်မတို့စောစောကလှုပ်ထားတဲ့အာလူလေးတွေထည့်ပါမယ်ရှင်ဒီအလူကက်တလေးလေးရလဲပေါ့နော်ဒီထမင်းနဲ့ပဲတွဲဆာဆာကျမတို့မနက်ခင်း breakfast ပဲဖြစ်ဖြစ်စားရအရသာ အင်မတန်ကောင်းပါတယ်နော်ထမင်းနဲ့တွဲဆိုင်ရင်လည်းထမင်းစားမိန်ပါတယ်ရှင်ဟုတ်ကဲ့နည်းနည်းလေးဟိုဘက်ကနည်းနည်းလေးရဲလာပြီဆိုတော့ကျွန်တော်တို့တစ်ဖက်လှန်ပေးပါမယ်နော်ဒါလေးရကြတော့အစာမသွတ်ထားပေမဲ့လည်းစားကောင်းပါတယ်နော်ဒီမဆလာနဲ့မှုမှုလေးရဲ့ပြင်းတော်သိအနှံ့လေးနဲ့ဆိုတော့စားရအရသာရှိပါလိမ့်ရှင် ုဆိုရင်တော့အရသာကောင်းမွန်တဲ့စားလို့လည်းကောင်းတဲ့အာလူကတ်တလိတ်လေးရပါပြီရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်နော်